ကိုရီးတိုင်းငဖဲမြို့နယ်ဗရန်တက်နယ်ကစစ်ကော်မရှင်ရဲ့နေအကန်ဖြူဟာပေမစခန်းကြီးကိုအရခတက်တော့အေးနဲ့ပူပေါင်းတက်တွေအပီးသက်တင်ပိုင်လိုက်ပြီးဖြစ်တယ်လို့သိရပါတယ်။အော်တိုဘားလ10ရက်နေ့ညပိုင်းကလေးကစခန်းတွင်းကစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ ကစင်ကလျာဆုတ်ခွာထွက်ပြေးသွားကြပြီးလေကြောင်းပစ်ကူရီချားကစခန်းကိုအေးကတင်ယူလိုက်တာဖြစ်တယ်လို့သတင်းရင်းမြစ်တွေစီကသိရပါတယ်။တိုက်ပွဲကတော့ဖြစ်နေတယ်လေကြောင်းကလည်းဆက်တိုက်ကျဲနေတယ် စတရက်နေ့မနက်ပိုင်းထိကိုဝိုင်းတွဲနေလာကျဲနေတာလို့မကွေးသတင်းရင်းမြစ်က ERR Times ကိုပြောပါရယ်စစ်ကောင်မရှင်တက်ဟာစခန်းကမထွက်ပြေးမီဟာဝေစာမြောက်တွေကိုလည်းရင်နန်းတွေနဲ့တဲထုတ်သွားတယ်လို့သတင်းရင်းမြစ်ကဆိုထားပါရယ်စစ်ကောင်မရှင်တက်ဟာနေအကံပြူဟာပင်မစကန်ကြီးကာကင်စကန်ဖိုက်တာဂုံးကိုသိမ်းယူခံရပြီးနောက်တက်ပြက်ကနေအကံစကန်ဘက်ကိုလက်နက်တွေဆွန့်တက်ဆုပ်ကြီးရမှာအေးတပ်ဖွဲ့ဝင်တွေရဲ့လိုင်းလံတိုက်ခတ်တာကိုခံခဲ့ရပါရယ် စစ်ကောင်မရှင်အားနိုင်ငံပြူဟာမကြစေဖို့အတွက်လေကြောင်းဖြစ်ကူဇက်တိုက်ပေးခဲ့ပေမဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်တွေစကန်းဆွန့်ခွာထွက်ပြေးသွားတယ်လို့သတင်းရင်းမြစ်ကဆိုပါတယ်။အေဟာနိုင်ငံကာကင်စကန်ကုန်းတွေဖြစ်တဲ့ MPT တာဝါရိုင်ကုန်းကိုကြီးစကန်ဖိုက်တာကုန်းတို့ကိုဇက်တိုက်သိမ်းယူပြီးနောက်ပင်မပြူဟာကုန်းကိုပိတ်ဆို့တိုက်ခိုက်သိမ်းယူလိုက်တာဖြစ်ပါတယ်။ဗရန်တက်နယ်တွင်ရှိတမကိုကိုဟာတေဆုံးထိခိုက်မှုတွေများစွာနဲ့နောက်တန်းပြန်သွားပြီးနောက်အမတ်စကွနစ်စစ်စင်ကိုကဲမှုဌာနချုပ်စကခ19လောက်ခံတရင်တွေ နိုင်ရကံကိုရောက်ရှိလာတာဖြစ်ပါတယ်။အင်အား1500လောက်သုံးထားတဲ့စစ်ကောမရှင်တပ်ရဲ့တပ်မ99ဟာအင်အား900လောက်ကနောက်တန်းကိုပြန်နိုင်ခဲ့ပြီးအင်အား300လောက်ဟာစွန့်တက်တဲ့နိုင်ရကံတို့ကအင်အားဖြန့်ကျက်ခံခဲ့ရပြီးအင်အား900လောက်ဟာတိုက်ပွဲတွင်ပြုံးနေကြတာဖြစ်ပါတယ်။စစ်ကောမရှင်ဟာနိုင်ရကံစခန်းမကျစေဖို့အမှတ်939ကအမြောက်စခန်းကုကဲမှုဌာနချုပ်မဆာခ935ကစစ်သုံးကားကြီးအင်အားပြည့်ပါရှင်နှန်းတွေနဲ့နေစဉ်နှိပအင်အားပြည့်ပေးခဲ့ပါတယ်